โอเคအဲ့တော့ကျွန်တော်ကျွန်တော် concept လေးကျွန်တော်ပြောပြမယ်ကျွန်တော်ကငငယ်တော့ကဘူဘူတို့တွတ်ပြီးတော့ကတ်တန်းစာအုပ်တွေဖတ်တယ်ကျွန်တော်ကဗကြီးဆွဲကျင်တာဗကြီးဆရာဖြစ်ကျင်တာ၆တန်းလောက်လေးရောက်လေးရောက်ရှိုင်းမင်းနေငါတို့စာအုပ်တွေဖတ်တာပြီးတော့ကျွန်တော်ခင်မနာမည်ကြီးွားတဲ့ဆရာအကြီးတော်ပေါ့အကြီးတော်ဖတ်စာကြီးဆရာဖြစ်ကျင်သွားတယ်ဟာစာကြီးဆရာမိုက်တယ်ကွာဘာဖြစ်ပြီပြီးလေပြီးအသက်နည်းနည်းရတာလား အဲ့ကြတော့ပိုင်းစီရဲထုံးတို့ဒွေးတို့ဝင်းမိုးတို့ကြောင့်မင်းသားဖြစ်ကြွားမင်းသားဖြစ်တော့ကောင်းမှာကွာလို့ရှယ်ပဲလို့မင်းသားကတော့ဟာအဲ့တက္ကသိုလ်တက်တယ်တက္ကသိုလ်လေးရလေရောအဲ့ချိန်မှာစာရေးစရာဟောပြောပွဲလေးလုပ်ကြအောင်ငမောဆွေးဝင်းပရီကုန်းတို့နော်ပြီးလို့ရှိရင်အဲ့မှာကျွန်တော်တို့အဲ့အဲ့ချိန်ကပေါ်လာပြီဗျာနိုင်ငံလဲနည်းနည်းဖွင့်နေပြီတော့ဆိုတော့အဲ့မှာစာပေဟောပြောပွဲလို့ငါစာရေးစရာလုပ်ပြီးဟောပြောပွဲလုပ်မှာကွာအိမ်မက်တယ်အိမ်မက်တယ်နော်မတ်တာပဲမတ်ပါမိတ်ဆွေအိမ်မက်ကိုမတ်ဆမ်းမှာလွတ်လွတ်လပ်လပ်မတ် အိမ်မက်လောက်ပေါ်တာအိမ်မက်ပဲရှိတယ်မဆမ်းမှာကိုကိုကိုတော့အိမ်မက်မမဲကိုဘွားကြီးကဖန်တီးဖို့ဖြစ်လာမှာမဟုတ်ဘူးအိမ်မက်ဆိုတာအမှန်တကယ်ပြောရင်ကိုဖန်တီးခြင်းတဲ့အရာကိုတွေးကြည့်တာပဲအဲ့တော့ imaginary လို့ခေါ်တယ်စိတ်ကူးယဉ်လို့ခေါ်တယ်အဲ့ဒီစိတ်ကူးရင်ဘာလို့ကမလဲကျွန်တော်ချရေးဖို့လိုတယ်အဲ့လိုချရေးလိုက်တာ ਨੇ မိတ်ဆွေရဲ့စိတ်ကူးက90ရာခိုင်နှုန်းအကောင့်ထဲပေါ်တယ်ကျွန်တော်အိမ်မက်တွေမက်လို့ရတယ်လေဒါပေမဲ့ကျွန်တော်မယူသူဘူးကျွန်တော်တော့တဘောလာအိမ်မက်နဲ့ယူသူမှုနေကွာနေ ကျွန်တော်အစောတော်ယူလဲယူတာပဲလေဒါမျိုးကြီးတော့ကျွန်တော်စူးစမ်းခဲ့လားကျွန်တော်မင်းသားကြီးယူတာပဲလေကျွန်တော်နေတူးလောက်ကျွန်တော်စူးစမ်းခဲ့လားကျွန်တော်ပတိယူယူတာပဲလေဆွေမင်းတနုယူလောက်ကျွန်တော်စူးစမ်းခဲ့လားကျွန်တော်စာရေးဆရာယူယူတာပဲလေလယ်ရင်းသားဆော့ချက်လောက်ကျွန်တော်စူးစမ်းခဲ့လားစူးစမ်းမှရမှာတော့မိတ်ဆွေအိမ်မက်ကမက်လို့ရတယ်လူလည်းမက်လို့ရတယ်ဒါပေမဲ့အိမ်မက်ကိုအကောင့်ထဲပေါ်တဲ့နေမှာယူသူမှုနဲ့အကောင့်ထဲပေါ်ရတယ်ခုနမိတ်ဆွေကျွန်တော်တို့ဘာလဲဟိုဟာဘာလဲသူဘာဘာဘန်ဂိုးဘန်နော် ူ GOL ကိုလို့ခေါ်တဲ့ဘန်ကိုသူထောင်ခဲ့တယ်။သူအတိုင်းပဲနော်ဟိုးရင်တုန်းကမြန်မာတန်းနေခက်စားတဲ့ခက်အချိန်မှာမြန်မာနိုင်ငံမှာလမ်းတရေဆိုတဲ့ပုံစံမျိုးဖြစ်သွားအောင်လုပ်ခဲ့တဲ့ဘန်တွေရှိတယ်။ Playboy တို့နော် The Brother ဘန်တို့အဲ့ဒီကဆရာအောင်ကိုလည်းနဲ့ကျွန်တော်အခုချိန်နေရင်းနေနေတော့ဂီတာကိုဘယ်လောက်ထိယူတော့လဲဆိုအိမ်သားထဲမှာတော့ဂီတာထားပြီးတော့ပြီးတဲ့လူတန်းစင်ပေါ်လာရင်အချိန်မြေးထတီးလို့ရအောင် ိမ်သာထဲမှာကေတာရှိတယ်အခန်းထဲမှာသူ့ရဲ့ဘက်ဒရူမ်ထဲမှာလည်းကေတာရှိတယ်အခုအသက်ကြီးသွားပြီဘိုးတော်ဆွန့်လာတာမဆွန့်လို့ဘူးခုချိန်ဒီကေတာဒီတော့ကျွန်တော်ယူသွမှုပဲတချို့ယူသွမှုတွေကမိတ်ဆွေငဲ့ငါပြီးတော့သင်းသေးပါစေဆိုတော့ယူသွမှုကျွန်တော်မှရှိဖို့လိုတယ်အဲကျွန်တော်တခါကျငါမအောင်မြင်မှုပြောတယ်โอเคမစ္စတာဘီးစ်အခုအောင်မြင်နေတယ်ဗီဒီယိုပေါင်း2000ကျော်ရိုက်ခဲ့တာတော့မိတ်ဆွေ zero audience zero audience တထောင်မကျော်ရိုက်ခဲ့တာ ကျွန်တော်တို့ဘယ်လောက်ယူသလဲဆိုတဲ့အပေါ်ပဲအဲ့တော့အိမ်မက်ကလွတ်လွတ်လပ်လပ်မက်လို့ရတယ်ဒါပေမဲ့အိမ်မက်ကိုအကောင့်တေဖို့ကမိတ်ဆွေဘယ်လောက်ယူသလဲဆိုတဲ့ပုံမူတည်တာ